လူငယ်များကိုစစ်မှုထမ်းဖြစ်အတင်းကျပ်ဆင်ခိုင်းနေတဲ့မင်းအောင်လှိုင်ကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြင်မာနေတော့လေပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်ယမန်နေ့နေပြည်တော်မှာပြုလုပ်တဲ့2024ခုနှစ်လူရင်နဲ့တကောင်စင်းအစီရင်ခံစာထုတ်ပြန်ပွဲတွင်စံဖက်မင်းအောင်လှိုင်က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လူငယ်များကြားတွင်ပြည်ပရွှေ့ပြောင်းသွားလာမှုမြင်မာနေတော့လေ တစ်ချိန်ကမွေးနှုံးမြင့်မားခဲ့တဲ့အကျိုးဆက်ကြောင့်အလုံးလုံးနိုင်တဲ့လူငယ်လူရွယ်ဥယျာဉ်တွေလည်းယခုချိန်ထိများပြားနေဆဲဖြစ်ကြောင်းတနည်းအားဖြင့် demographic bonus လို့ခေါ်တဲ့လူရွယ်စုလတ်ရရှိနေဆဲကာလဖြစ်ကြောင်းပြပတို့ရွှေပြောင်းရင်းကလည်းမြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးမတည်ငြိမ်မှုပြည်တွင်းမှာရှိတဲ့အလုပ်ကိုင်းခွင်လန်းများနဲ့အိန္ဒိယနိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးမှုတို့ပေါ်တိမိနေခြင်းကြောင့်ဖြစ်ကြောင်းမင်းအောင်နိုင်ကပြောဆိုလိုက်ပါတယ် ကျန်းဖက်မင်းအောင်လှိုင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး2024ခုနှစ်မေလမှစ၍စစ်မှုထမ်းအပတ်စဉ်များကိုလစဉ်ဖွင့်လှစ်က လူငယ်9000ကိုလစဉ်စစ်မှုထမ်းခေါ်ယူခဲ့ရာယခုအခါစစ်မှုထမ်းအပတ်စဉ်78တို့ပင်ရောက်ရှိလာပြီဖြစ်ပါတယ်လူငယ်များပြည်ပသို့ရွှေ့ပြောင်းမှုမြင်မာတဲ့အတွက်မြောက်နိုင်ကအသက်78နှစ်မှအသက်35နှစ်အတွင်းလူငယ်များကို ပြည်ပသို့အလောက်အကိုင်းဖြင့်ဆင်းလှုပ်မှုများကိုပိတ်ပင်ခဲ့ပြီးပြည်ပသို့အလဲပတ်ထွက်လို့တဲ့လူငယ်များကိုလည်းအကြောင်းအမျိုးမျိုးပြ၍နေစိတ်များမှလှည့်ပြန်ခိုင်းမှုများလှောက်ဆောင်လျက်ရှိပါတယ်။ဒါအပြင်ပြည်ပမှရောက်ရှိနေတဲ့မြမလူငယ်များအမိမြေသို့ပြန်လာပြီးစစ်မှုထမ်းကြစေရေးအတွက်မင်းအောင်နိုင်ဦးဆောင်တဲ့စစ်တပ်ကပုံစံအမျိုးမျိုးဖြင့်စ조사လျက်ရှိပြီးပြည်ပကိုထွက်ခွာတဲ့လူငယ်များနေထိုင်ရာနေအိမ်များကို စစ်တပ်လက်အောက်ခံရဲကြီးအုပ်ချုပ်ရေးမှုအဖွဲ့များကစစ်မှုတန်းကြီးလာစဉ်တိုင်းချီကောက်ခံမှုများလည်းဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်ရှင်။